ိတ်ဆိုရင်တို့ပြည့်တဲ့ကြီးမင်္ဂလာပါညီမကတော့နေကြီးပါညီမဒီနေ့မှာတော့မြို့ချက်သားထမင်းလေးချက်ပြမှာဖြစ်ပါတယ်လူတီများအရာတိုင်းရှိတဲ့တရုတ်ရိုးရာဟင်းလျာတစ်မျိုးပဲဖြစ်ပါတယ်မလေးရှားစင်ကာပူနိုင်ငံတွေမှာအများစုနှစ်သက်ကြပါတယ်သူတို့ရဲ့စားတောက်တန်းတော်တော်များများမှာလည်းတွေ့ရပါတယ်မြို့ချက်သားထမင်းလေးပေါပေါလာပုံလေးကအရန်ကိုရိုးရှင်းပြီးတော့ချစ်စရာကောင်းပါတယ် ဟင်းလျာအစာပြုတ်ခဲ့ပုံကလေသမားမိသားစုတွေလေဆိုင်သွားတဲ့အခါဆန်နှစ်အသားကိုယူသွားပြီးအလွယ်တကူမြေဥတစ်ခုထဲမှာပေါင်းပြီးလွယ်လွယ်မြန်မြန်နဲ့ချက်ကြတာဖြစ်ပါတယ်။လောက်ရတာလွယ်ပြီးမြန်တယ်လို့အရသာမှလည်းစူပါပါပဲ။ကြည့်လိုက်ကြရအောင်။အရင်ဆုံးထမင်းချက်ရံအတွက်ဆန်လေးတစ်ခွက်ကိုအယောင်ကြီးလာသည့်အထိရည်သန့်စင်နေအောင်စီးပီးထားပါမယ်။နောက်ပြီးရင်တော့ကြက်သားလေးတွေကိုနှက်ပါမယ်။ကြက်သားနှက်ဖို့ရအတွက်အနေကြီးရတော့ အကျက်လဲမြန်တဲ့အကျက်ပေါင်ရင်းသားလေး150ဂရမ်ကိုသုံးထားပါတယ်။ပေးငံ့ပြားကြီးအပြည့်ထည့်ပါမယ်။ပြီးရင်တော့ခရုစီထည့်ပါမယ်။တကြားထည့်ပါမယ်။စက်သွန်ပြူနုံနုံစင်းထားတာလေးထည့်ပါမယ်။မွေးရစိတ်ကော်မုတ်လက်ဖက်ရည်စုံတစုံမောင်းမောင်းထည့်ပြီးရင်တော့ကြက်သားလေးတွေကို အရသာလေးတွေနှံ့သွားအောင် နေပြီးရင်15မိနစ်ခန့်နှက်ထားပါမယ်။တော့ပင်အတွက် ချက်တုံမိတ်လေးတွေကိုလက်တစီခံလီးပေးပါမယ်ချက်တုံမိတ်လေးတဲ့အခါမှာမိမိကြိုက်နေတဲ့တဲ့ပမာဏအတိုင်းလီးဖြက်လို့ရပါတယ်နောက်ပြီးတော့တရုတ်ချက်ဥချောင်းလေးတွေကိုလည်းရှီရှီမျောမျောလေးတွေလီးပေးပါမယ်ရှီတာကဲမူလေးတွေကိုလည်းပပားလေးတွေလီးပေးထားပါအောင်မယ်မြို့ထမင်းချက်ဖို့အတွက်တန်းစင်အောင်စီးထားတဲ့ဆန်လေးတွေကို စကားနဲ့စစ်ပေးပါမယ်။မြို့ထဲမှာစီးထည့်ပါမယ်။နှံ့သွားအောင်လှည့်ပေးပါမယ်။ ပြီးရင်တော့ခုနကစစ်ထားတဲ့ဆန်လေးတွေကိုထည့်ပေးပါမယ်။ရည်ထည့်ပါမယ်။အိမ်မှာ ပုံမှန်ထမင်းချက်သက်လိုပဲဆန်တစ်ခွက်ရည်တစ်ခွက်နှုံးနဲ့10မိနစ်ခန့်အဖုံးလေးဖုံးပြီးတော့ချက်ပေးထားပါမယ်။ထမင်းချက်သက်အခါမှာတော့ဆန်စီလေးတွေကိုကင်ကြီးတဲ့အခါမမမပြော့လေးနဲ့80ရာခိုင်နှုန်းလောက်ကြက်တီအထိချက်ပေးရပါမယ်။ ထမင်းရပြီဆိုရင်တော့ခုနကနှက်ထားတဲ့ကြက်သားလေးတွေကိုတစ်ခုနဲ့တစ်ခုမထက်အောင် စီပြီးတော့ထည့်ပေးရပါမယ်။ရေစိမ်ပြီးတော့ပပလေးလှိထားတဲ့ရှီတာကဲမိုလေးတွေကိုစီပြီးတော့ထည့်ပေးပါမယ်။နောက်ပြီးတော့ပပလေးထားတဲ့တရုတ်ကျအုပ်ချောင်းလေးတွေကိုလည်းစီစီလေးထည့်ပေးပါဦးမယ်။အဖုံးအုပ်ထားပြီးတော့မီအေးအေးနဲ့ကြက်သားကြက်သီးအထိတည့်ပေးပါမယ်။မြေအိုးနဲ့တင်းနေတဲ့ထမင်းလေးလည်းရပြီဆိုရင်တော့ မြို့အဖုံးပေါ်ကနေစီလေးတွေလောင်းပေးပါမယ်။အောက်ကမြေအပူရှင်ရဲ့နတ်နေတဲ့ထမင်းထမင်းလေးရဲ့အပေါ်ကစီလေးတွေရဲ့ပေါင်းပြီးတော့ကျွတ်ကျွတ်ရွရွလေးနဲ့အရသာရှိတဲ့မြို့ထမင်းလေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ကျုပ်လေးတစ်လုံးဖောက်ထည့်ပါမယ်။အပေါ်ကနေစက်သွုံမိတ်လေးတွေဖြူပေးပါမယ်။ အဖုံးလေးဖုံးပြီးတော့9မိနစ်လောက်တည့်ထားပါမယ်။မြေိုးထမင်းပေါ်မှာစဉ်းစားဖို့အတွက်ဆော့လေးလုပ်ပါမယ်။ဒီဆော့လုံးလေးကအရန်ကိုလွယ်ကူပါတယ်။ပင်းငံပြာရဲ့အကြည်တဲ့သို့ခရုစီနဲ့တကြာလေးထည့်ပြီးတော့မှုန့်ပေးပါမယ်။ဒီလိုဆိုရင်တော့ဆော့ကလေးရပါပြီ။မြေိုးထမင်းပေါ်မှာစမ်းလိုက်ပါမယ်။အဖုံးလေးခဏအုပ်ပြီးတော့ခဏလေးနေလို့ချင်ရင်သုံးဆောင်လို့ရပါပြီ။ ဘိုက်ကိုစသွားတာပဲစက်သားထွက်လာတဲ့အချိုရည်တွေရဲ့ပင်းငံပြားရည်ရဲ့ရှီတာခဲမုံနဲ့အပေါ်ကဖြူထားတဲ့ကြက်သွမ်မေးလေးတွေပေါက်ဆက်ပြီးတော့အရန်ကိုအရသာရှိပြီးတော့စားချစ်စဝဲဖြစ်တဲ့မြေဦးစက်သားထမင်းလေးပဲဖြစ်ပါတယ်ခုနကထဲလိုက်တဲ့စီလေးတွေကြောင်းမို့လို့အရန်ကိုစားလို့ကောင်းပြီးကျွရနေတဲ့ထမင်းချိုးလေးတွေလည်းရလာပါတယ်ကဲညှိကြည့်လိုက်ရအောင် အရသာကတော့ share ပါပဲလောက်ရတာလွယ်ပြီးမြန်တယ်လို့ပအဝင်ပစ္စည်းတွေကလည်းမများပါဘူးဒါကြောင့်မို့လို့နေကြီးချက်ပြတဲ့လိုမျိုးလေးလိုက်ချက်စားရမယ်ဆိုရင်တော့အရင်ကအရသာရှိတဲ့မျိုးချက်သားထမင်းလေးရမှာဖြစ်ပါတယ်အဲပိတ်တဲ့ကြီးအားလုံးတတနေကြီးကတော့ဆက်စားလိုက်ပါဦးမယ်နော်